မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိတိုက်ပွဲ update သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့တေဘောဘိုးစကမ်းသိတိုက်ပွဲမှာစစ်တပ်ကအယောက်30ကျော်တေဆုံးပြီး90ကျော်လက်နက်ချအလံဖြူထောင်းက120မမလက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းများတောင်းပုံရာပုံရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ3ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ရဲ့သေဘောဘိုးစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့တိုက်လေရင်များနဲ့ဘုံကျဲခုခံခဲ့တဲ့အချိန်မှာမိမိတပ်ဖွဲ့အပေါ်ကိုမှားယွင်းပြီးတော့ဘုံကျဲခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်50ကျော်ဟာလက်နက်ချလင်းဝင်ခဲ့တယ်လို့သိရပါဗါးကိုဘက်က၄ဦး112လေရင်နဲ့လာကျဲတော့ကဒဏ်ရာရသွားတာရှိပါတယ်ဒဏ်ရာပြင်းထန်တယ်သူတို့ဘက်က သူတို့ဟာသူတို့လေရင်နဲ့ပြန်ပြီးတော့ဘုံကျဲတာ30ကျော်သေးတယ်50ကျော်ကလက်နဲ့ချတယ်လက်နဲ့ချသူတွေနဲ့ပတ်သက်လို့ကိုထိန်းထားတာတွေလည်းရှိပါတယ်ဟိုဘက်ကိုပြေးသွားတာလေးလည်းရှိတယ်လူကြီးတွေဘလို့သတင်းထုတ်လဲတော့မသိသေးဘူးသတင်းတော့ထုတ်ပြန်ပါလိမ့်မယ်လို့ KNU သတင်းရင်းမြစ်ကပြောဆိုထားပါတယ်တေဘောဘုံစခန်းသိမ်းတိုက်ပွဲမှာ KNL ကဘိုဒါဘောဥဆောင်နဲ့32ဗျူဟာလက်အောက်ခံစစ်ကြောင်းများဖြစ်တဲ့ Cobra စစ်ကြောင်း Venom စစ်ကြောင်း Federal Wings Drone တပ်ဖွဲ့စစ်တပ်နဲ့စစ်ကြောင်း Justice Soldiers PDF တပ်ဖွဲ့ Golden Eagle Drone တပ်ဖွဲ့အပါအဝင်ပူးပေါင်းမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့တေဝဘိုးတပ်စခန်းကိုတော်လိုင်းတပ်များကရရှိသွားပြီဖြစ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တပ်စခန်း၄ခုသာကျန်ရှိပြီးအဲ့ဒီစခန်းတွေကတော့ဥက္ကဋ္ဌဝေါ်လီဘူဟာဂုံတီတဲလေစခန်းထိကပလဲစခန်းတို့ဖြစ်တယ်လို့သိရပါတယ် KNU က Meshla AB လနဲ့မိလအတွင်းနေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလက်ဒီတခေါပီခွေမော်ဖာတူစခန်း တာလေစခန်းမြောင်မေလပလဲတူမော်ခီဘရင်တော်စခန်းကုန်းကနယ်လေးစခန်းနဲ့ရွှေအမြိုင်တက်စခန်းကုန်းတို့ကိုဇက်တိုက်တက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးတော့မနေ့ကဇွန်လ3ရက်နေ့မှာတော့တေဘောဘုံစခန်းကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ2022ခုနှစ်မေလအတွင်းကလည်းတေဘောဘုံစခန်းကိုကော့ဘရာစစ်ကြောင်းနဲ့ဘိုအဲဆေးဝါဥဆောင်တဲ့တော်လိုင်းတပ်များကပထမအကြိမ်တက်ခိုက်သိမ်းပိုက်ခဲ့ဘူးကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ရှေ့တန်းစခန်းများကို PDF တပ်ဖွဲ့ကနလတာအတွင်းမှာစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား19ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့ကနေပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့အထိအလဲပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကကရင်နီပြည်နယ်အတွင်းမှာရှိတဲ့အချမ်းဘတ်စစ်တပ်စခန်းများကိုစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ အကြမ်းမဲ့စစ်ကောင်စီတပ်သား16ဦးသေဆုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်နဲ့တော်လိုင်းမဟာမိတ်တပ်ဖွဲ့တွေဆိုင်နာတဲ့ရွှေတန်းစစ်မြေပြင်စခန်းတွေကိုကျွန်တော်တို့အလဲပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့စနိုက်ပါရဲဘော်တွေကအနီးအနားအထိတွားရောက်ပြီးတော့ခြေမုံတိုက်ခိုက်ခဲ့တာပါ။နှစ်လတာအတွင်းမှာစနိုက်ပါရဲဘော်တွေရဲ့ပြစ်ခတ်မှုကြောင့်စစ်ခွေးစကောဦးတည်ဆုံသွားပါတယ်လို့အလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းဂျိုးပင်ကောင်းမြို့နယ်ဗရောင်းမြိုင်ရွာကိုဝင်းရောက်ပေါ်တာဆွဲတဲ့အကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာ စစ်သား6ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မနက်8:00နာရီကမှဇီးကုံမြို့နယ်ဘောပင်ရွာကအင်အား80လောက်ပါတယ်။အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းဟာဂျိုးမင်ကောင်းမြို့နယ်ဗရောင်းမြာရွာဘက်ကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစောထီ6ဦးတေဆုံးကတအုပ်အပြင်းထန်ဒဏ်ရာရရှိသွားပြီးတော့စစ်တပ်စစ်ကြောင်းဟာဇီးကုံမြို့နယ်ဘောပင်ကျေးရွာတဲကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဇီးကုံဘောပင်ကျေးရွာကပြူစောထီရွာမှာစစ်တပ်နဲ့ပေါင်းပြီး ီးတော့တက်ဆွဲထားတာကြာပါပြီအဲ့ဒီကနေကျွန်တော်တို့ပိုင်တဲ့ဂျိုးပင်ကောင်းမြို့နယ်တဲကိုစစ်ချောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တာပါအဲ့ဒီတရက်နေ့တနေ့လုံးမှာမိုင်းခွင်ရှိတဲ့နေရာတွေရောကျွန်တော်တို့တပ်ဖွဲ့ရှိတဲ့နေရာတွေရောရှောင်ကွင်းပြီးတော့ပတ်သွားနေတာမိုင်းခွင်မရှိပဲဘောပင်ဆဲဘောင်းဘော်ကိုတက်လာတာအဲ့ဒီမှာမိုင်းဆွဲလိုက်တာဘောပင်ရွာနဲ့ဗရောက်ရွာအကူနာမှာပေါ့အဲ့ဒီမိုင်းဆွဲလိုက်တော့စစ်ချောင်းကရက်သွားတယ် နှစ်ရက်နေမနက်မှာဗရောင်းမြိုင်ရွာထဲကိုဝင်လာပြီးတော့ပြည်သူအမျိုးသားနှောက်ဦးကိုပေါ်တာဆွဲသွားပါတယ်ညနေပိုင်းမှာပြန်ထွက်လာတဲ့အဲ့ဒီစစ်ကြောင်းထဲမှာလဲပေါ်တာဆွဲခံရတဲ့ပြည်သူနှောက်ဦးပါလာတယ်ဗရောင်းမြိုင်ရွာကပြည်သူနှောက်ဦးပါကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့အဲ့ဒီနှစ်ယောက်ကတော့လွတ်သွားတယ်တရက်နေတိုက်ပွဲကတော့ဒဏ်ရာရတာလောက်ပဲရှိမယ်နှစ်ရက်နေတိုက်ပွဲမှာမိုင်းကိုထိထိမိမိဆွဲလိုက်ရတာလို့ရိုးမ GBK PDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရင်၃ခု၃ရက်တက်ခွဲနဲ့ BDZM GBK PDF ဘကိုးရုံမှအခြေပြုတပ်ဖွဲ့တရင်383ညတဲ့တပ်ခွဲတဲ့ရုံးမှ GBK PDF တပ်ဖွဲ့နဲ့တရင်383ညနဲ့တပ်ခွဲတဲ့ Dragon Brothers တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းမှာရှိတဲ့တင်အောင်ကျိုင်ကုမ္ပဏီကြောင့်မြတ်လောက်ွက်ဟောင်းမှာမနေ့ကရန်ကုန်တောင်ပောက်ကွဲမှုဟာစစ်တပ်ရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ KIA ကအတည်ပြုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမွန်းလွဲတနင်္လာ20မိနစ်အချိန်မှာဖားကံလုံခင်းဆိုင်းမွန်ကြီးရွာအနီးတင်အောင်ကျိုင်ကြောင့်မြတ်လောက်ွက်မှာ ရန်ကုန်တောင်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရန်ကုန်တောင်ပောက်ကွဲမှုဟာလုံခင်းရွာမော်စီစာဖုန်ကြီးကျောင်းထဲမှာခိုးအောင်နေကြတယ်။စစ်ကောင်စီတပ်များက drone နဲ့ဘုံကျဲခဲ့တဲ့အတွက်ကြောင့်ရန်ကုန်တောင်ပောက်ကွဲမိလောင်ခဲ့တယ်လို့သိရပါတယ်။ drone နဲ့ drone ဘုံချပြီးတော့ဖောက်ခွဲတာကိုသက်ဆိုင်ရာကအတည်ပြုထားပြီးဖြစ်ပါတယ်တင်အောင်ဆိုင်ကုမ္ပဏီလောက်ကဟောင်းမှာပောက်ခွဲတာပါတေဆုံးသူ၃ဦးနဲ့ဒဏ်ရာရတဲ့သူအယောက်30ကျော်ရှိပါတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ရန်ကုန်တောင်ပောက်ခွဲပြီးတော့တေဆုံးသွားတဲ့အလုသမားတွေကတော့ကိုဇော်ဖုံးကိုအင်ခွန်တူးခေါင်နဲ့ကိုသိန်းထွန်းတို့ဖြစ်တယ်လို့သိရပြီးတော့ဒဏ်ရာရရှိသူအယောက်30ကျော်ရှိတယ်လို့သိရပါတယ်ရန်ကုန်တောင်ပောက်ခွဲမှုကြောင့်ကုမ္ပဏီဝင်းအတွင်းမှာပျက်စီးဆုံးရှုံးသွားတဲ့ အိမ်အဆောင်၈လုံးရှိပြီးတော့ဘဟိုကတစီကာ၅စီထရက်ကာ၅စီဖောက်ဆက်၅လုံးစီးပေါက်ဆာ၅လုံးလို့ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်ရန်ကုန်တောင်ပောက်ကွဲမှုအတွင်းမှာပြည်သူပိုင်းနေအိမ်35လုံး COC ဖျားကြောင်းဆောင်တစ်ခု AG ဖျားကြောင်းတစ်ခုစောင်းချိန်ဓမ္မယုံတစ်လုံးလို့ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကဖားကံမြို့နယ်လုံခင်းကြောင်မြတ်လောက်ကွက်မှာကြောက်စိန်တူဖော်ရေးကုမ္ပဏီပိုင်ကားများကိုထပ်မံမိရှုဖျက်ဆီးပြီးတော့ဝန်ထမ်းများကိုရိုက်နှက်ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ၄ရက်နေ့မွန်လွယ်ပိုင်းမှာစစ်ကောင်စီကဖားကံမြို့နယ်လုံခင်းပေါ်စီစာကြောင်မြတ်လောက်ကွက်အတွင်းမှာရှိတဲ့ကြောက်တူဖော်ရေးကုမ္ပဏီဝင်းအတွင်းနဲ့ကိုဝင်ရောက်ကကားများကိုမိရှုခြင်းကုမ္ပဏီဝန်ထမ်းများကိုဖမ်းဆီးရိုက်နှက်စစ်ဆေးမေးမြန်းခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျာ။ ်ဒီနေ့ကြောင်မြတ်ကုမ္ပဏီဝင်တဲ့ကိုဝင်ပြီးတော့ဖမ်းတယ်စီးတယ်ကားတွေကိုမိရှို့တယ်ဝန်ထမ်းတွေကိုလည်းရိုက်နှက်တယ်တောင်းကျနေကြတာမနေ့ကရန်ကုန်တောင်ပောက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာစစ်တပ်ကဝင်ပြီးတော့တောင်းကျနေတာလို့ဒေသခံသတင်းရင်းတွေကပြောဆိုထားပါတယ်ဟာကဒေတာကိုစစ်တပ်ကစစ်ကြောင်းထုံးဝင်ရောက်လာပြီးတဲ့နောက်မေလ31ရက်နေ့ကလည်းစစ်ကောင်စီကကြောင်မြတ်လောက်ွက်များမှာဝင်ရောက်ပြီးတော့ဖြတ်စည်းမှုများလှုပ်ဆောင်ခဲ့ရာ ဒီကနေ့ဖြတ်စည်းမှုများအပါအဝင်၃ရက်မြောက်အဖြစ်နဲ့ဖြတ်စည်းမီးရှို့မှုများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗယ်မေလ31ရက်နေ့မှာဖားကံမြို့နယ်လုံခင်းကြီးရွာအုပ်စုမော်စီစာလောက်ကွက်မှာရှိတဲ့တစ်သုံးလုံးကုမ္ပဏီပိုင်ကားများနဲ့ကြောက်မြတ်လောက်ကွက်အဆောက်အအုံများကိုဝင်ရောက်ပြီးတော့မီးရှို့ဖြတ်စည်းခြင်းမနေ့ကဇွန်လ3ရက်နေ့မနက်7:45မိနစ်အချိန်မှာတစ်သုံးလုံးကုမ္ပဏီဝင်းတွင်းမှာရှိတဲ့လုပ်ငန်းသုံးကားများနဲ့ဗဟိုကားများကိုမီးရှို့ဖြတ်စည်းခြင်း မနေ့ကဇွန်လ3ရက်နေ့မွန်းလွဲတနားအချိန်မှာတင်အောင်ချိုင်ကြောက်မြတ်လောက်ကွယ်အတွင်းမှာရှိတဲ့ရန်ကိုတောင်ကို drone နဲ့ပုံကျတိုက်ခတ်ခြင်းစတဲ့အဖြတ်လောက်ရအများကိုစစ်ကောင်စီကဇက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမေလာအတွင်းကအပြစ်ရခဲ့တဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု26ကြိမ်လမ်းလမ်းကြီးနဲ့ဘုံပေါင်း1136လုံးပြစ်ခတ်ခဲ့တဲ့အတွက်ပြည်သူရှင်ဦးတိုက်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလာတလအတွင်းထဲမှာအပြည့်ရထားတဲ့စစ်ကောင်စီတပ်ကနောင်ချိုမိုးကုတ်ကြောက်မဲမိုင်းကုတ်မိုင်းလုံးနဲ့မန်တုံမြို့နယ်တို့မှာလေကြောင်းကနေပြီးတော့26ကြိမ်လက်နက်ကြီးနဲ့986လုံး drone နဲ့ဘုံ 326လုံးနဲ့အစိမ့်ငွေဘုံ134လုံးတို့ကိုပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူလူထု10ဦးသေဆုံးပြီးတော့ပြည်သူ17ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးနေအိမ်အများအများလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ကနောင်ချုံမြို့နယ်မှာရှိတဲ့ကျေးရွာများနဲ့တောင်အောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL တရှိရာနေရာများကို ဥတီပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့ရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်မှုကြောင့်အပြစ်မဲ့တဲ့ပြည်သူ6ဦးသေဆုံးခဲ့ပြီးတော့14ဦးဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ရှင်းလုံးဟာလည်းဘုံစားထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါဗျ။ TNL သိမ့်ပိုက်ထားတဲ့ကြောင်မဲမျိုးကိုလေကြောင်းကနေပြီးတော့နှစ်ချိန်လာရောက်တိုက်ခိုက်မှုရှိခဲ့ပြီးတော့ပြည်သူလူထုရဲ့နေအိမ်နှလုံးလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။ မိုးကုံမြို့ကိုလည်းလေကြောင်းကနေပြီးတော့6ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးတော့ပြည်သူတအုပ်တေဆုံးခဲ့ကတအုပ်တန်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဘုံကြက်ရောက်ပောက်ကွဲမှုကြောင့်ကြေးရွာဖုံကြီးကျောင်းအပါအဝင်နေအိမ်၁၈လုံးလဲထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။အလားတူပဲမိုင်းကုံမြို့နယ်ကိုအပြစ်ရက်ထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေတစ်ကြိမ် မိုင်းလုံမြို့နယ်ကိုလည်းလေချောင်းကနေ၃ချိန်တိုင်တိုင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မန်တုံမြို့ကိုလည်းစစ်ကောင်စီတပ်ကလေချောင်းကနေ၂ချိန်တိုက်ခိုက်ခဲ့တဲ့အတော့ပြည်သူတအုပ်သေးဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတော့နေအိမ်28လုံးထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ယခုခါစစ်တပ်ကဇွန်လတလလုံးကိုလည်းအပြည့်ရကျင်ညာထားတော့လေလက်ရှိလေချောင်းတိုက်ခိုက်မှုများနဲ့မြေပြင်မှာထိုးစစ်ဆင်ခြင်များကိုဇက်တိုက်ပြုလုပ်နေစေဖြစ်တယ်လို့တော်လိုင်းတပ်များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ